လာမယ့်ဒီဇင်ဘာလမှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU ရဲ့မူဝါဒအရအကြမ်းမဖက်တဲ့နှီးလန့်နဲ့ဆန့်ကျင်သွားမယ်လို့ကရင်အမျိုးသားအစည်းအရုံးကပြောဆိုပါတယ်ဒီသတင်းကိုတော့ Morris ပြပို့ထားတာပါရှင်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲဟာဥပဒေအကြောင်းအရတရားမဝင်တာနဲ့ပြည်သူအလုံးပါဝင်နိုင်တာမရှိတဲ့အခြေအနေမှာရွေးကောက်ပွဲရလဒ်ကိုလူတလူအပြေထုတ်နိုင်တဲ့အခင်းကျင်းမျိုးတွေကြောင့်အချက်9ချက်ပါထုတ်ပြန်ချက်နဲ့အတူ KNU ဘက်ကပြီးခဲ့တဲ့လဩဂုတ်လ26ရက်နေ့တည်းကကန့်ကွက်ထားတာပါ စစ်ကော်မရှင်ကတော့ရေကောက်ပွဲအပိုင်း1ကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပမှာဖြစ်ပြီးကရင်ပြည်နယ်ထဲမှာဆိုရင်တန်တောင်ကြီးဖအံနဲ့မြောက်ရီမြို့တို့ပါဝင်ပါတယ်။ကရင်နယ်ကြားစောင်းတက်ဖြစ်တဲ့ BGF အဖွဲ့နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKB ကတော့ကရင်ပြည်နယ်မှာစစ်ကော်မရှင်လုံမဲ့ရေကောက်ပွဲကိုကူညီမယ်ဆိုပြီးထုတ်ပြန်ထားပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ဘက်ကတော့လာမယ့်ရေကောက်ပွဲအခင်းအကျင်းမှာပြည်သူနဲ့အတူစန့်ကျင်သွားမှာဖြစ်ပြီး စစ်ကော်မရှင်ကိုကူညီတဲ့သူတွေဟာနိုင်ငံရေးအရာစန့်ကျင်ပြီးလှုပ်သွားတဲ့အတွက် KNU မူဝါဒအတိုင်းဆက်သွားမယ်လို့ဘဒိုစောတိုနီကဆိုပါတယ်ဒီဝေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ဒီဟိုဆန့်ကျင်သွားတဲ့အခါမှာသူတစ်ဖြစ်ကျွန်တော်တို့ထုတ်ပြန်ကြေညာချက်တော့မှာဒီရွေးကောက်ပွဲကအတူအောင်ဖြစ်တဲ့တရားလဲမဝင်ဘူးအပေါ်မှာတော့ကျွန်တော်ဆန့်ကျင်တိုက်ဖြတ်သွားမဲ့အခါမှာတော့ကျွန်တော်ဗင်နီလာနဲ့သုံးမဲ့စားတာကျွန်တော်ထုတ်ပြန်ချက်တမှလဲပါပြီးသားအကြမ်းမဖက်တဲ့နေနဲ့မဲ့သွားမဲ့ဆိုတော့ပြောတဲ့အခါမှာတော့ဘာမှဒီထက်ပိုပြီးတော့ပြောစရာမရှိတော့ဘူး အခုလို KNU ရဲ့မူဝါဒနဲ့ပြောဆိုမှုတွေဟာရုပ်ောက်ပွဲကိုစန့်ကျင်ပြီးပြက်လို့ပျက်စီးလုပ်တယ်ဆိုပြီးစစ်တပ်က KNU ဥက္ကဋ္ဌအပါအဝင်73ယောက်ကိုလှိုင်းပွဲမြို့မှာရဲစခန်းမှာရုပ်ောက်ပွဲဆိုင်ရာဥပဒေနဲ့အမှုဖွင့်ထားပါသေးတယ်။အပိုင်း၁ရုပ်ောက်ပွဲလုံးမဲ့အများဦးတွေမြို့မှာလည်းအခုတည်းကအုပ်ချုပ်ရေးမှုတွေဟာမဲပေးဖို့လူဦးရေစရင်လိုက်လံကောက်ခံတာတွေလှုပ်ဆောင်နေပြီးတအင်ကုန်တယောက်မဲပေးရမယ်လို့တိုက်တွန်းနှိုးဆော်တာတွေလုပ်နေတယ်လို့မြောက်ဦးတွေမြို့ခံတယောက်က TVB ကိုပြောပါတယ်။ အဲ့တော့အဲ့တော့တာဝန်နဲ့ဝတ္တရားရတဲ့အိမ်တရားခေါ်မယ်ဆိုလည်းအမတို့အနေနဲ့သွားရမှာပဲမသွားလို့လည်းမဖြစ်တဲ့အနေအထားဆိုတော့မလုံးရင်မလုံးရင်မဖြစ်ဘူးအမတို့ကနေနေတဲ့ပုံမှာလုပ်လုပ်ပြရမယ်ဒါပေမဲ့စိတ်ဆန္ဒရှိလို့တော့မဟုတ်ဘူးသူတို့ရဲ့မဲသူတို့ပြောပုံကပေါ့နော်ဒီရက်ွက်ရုံနဲ့မှာနိုင်ပြီးတော့စီမံခန့်ပြောပုံကတော့သူတို့ထဲထဲမထဲထဲသူတို့မဲရတော့သူတို့နိုင်အောင်လုပ်ထားပြီးဒါအဲ့လိုပုံကအမတို့ကသိချရမှာပေါ့နော် တစ်ဖက်မှာလည်းကရင်ပြည်နယ်ထဲမှာအာနာသိန်းစစ်တပ်ပူးပေါင်းအဖွဲ့နဲ့ KNU PDF ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်နေပါတယ်။ဂျုံတိုကော့ဂရိတ်လမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းကြောင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့မြောက်ရီမြို့ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတာပါ။စက်တင်ဘာလ20ရက်နေ့တည်းကစစ်ကောင်စီတပ်ဟာမြောက်ရီမြို့အနီးမှာရှိတဲ့လေကစ်ကော်မြို့တစ်ကိုပြန်လည်ထိန်းချုပ်နိုင်မှုစ조사နေပြီးလေကြောင်းကဘုံကျဲတာလက်နက်ကြီးတွေပစ်ခတ်တာတွေနဲ့မြေပြင်စစ်ကြောင်းထိုးတာတွေပါလုပ်နေတဲ့အတွက်တော်လိုင်းတပ်တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်နေတာပါ။ကျွန်တော်မော်ရစ်ပါ။ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဘိုမူဒူဘိုမူကြီးအဆင့်ရှိသူတွေ10ယောက်လောက်အငိမ့်စားယူပြီးတာဆညပါတီကနေဝင်ပြိုင်ဖို့တင်ထားတယ်လို့တာဆညပါတီနဲ့နှိဆက်သူတွေကနေသိရပါဗျ။လာမဲ့ဒီဇင်ဘာလမှာလုံမဲ့ရွေးကောက်ပွဲအတွက်တာဆညပါတီရဲ့ကိုယ်စားလှယ်လောင်းနေတဲ့မှာစစ်တပ်အငိမ့်စားတွေပါဝင်တယ်လို့ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်းက BBC ကိုပြောဆိုထားပါဗျ။စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့လှတ်တော်ကိုယ်စားလှယ်လောင်း 4963ရောက်ရှိရလို့ထုတ်ပြန်ထားပြီးအဲ့ဒီတည်းမှာတာဆာညာက694ရောက်အမည်စရင်တင်သွင်းထားပါတယ်။အဲ့ဒီအရေးအတွက်ဟာကြမ်းခိုင်ရေးပါတီပြီးရင်ဒုတိယကိုယ်စားလှယ်လောင်းအများဆုံးပါတီလည်းဖြစ်ပါတယ်။တာဆာညာတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီဟာအာနာရှင်အောင်ဦးနေဝင်းရဲ့မြမဆိုရှယ်လေးလမ်းစဉ်ပါတီကိုအမည်ပြောင်းပြီး1988မှာဖွဲ့စည်းထားတာပါ။ဒီပါတီဟာ1990ရွေးကောက်ပွဲမှာ NLD ပါတီရဲ့အဓိကပြိုင်ပွဲဖြစ်ခဲ့ပါတယ်ရှင်။ စစ်တပ်ထိန်းချုပ်ထားဆဲဖြစ်တဲ့ရခိုင်ပြည်စစ်တွေမြို့မှာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာမဲထဲကြဖို့မဲဆွဲစည်းရုံးတာမြန်မာအီလက်ထရောနစ်မဲပေးဆက် MEVN နဲ့ပတ်သက်တဲ့သင်တန်းတွေကိုဖိအားပေးခေါ်ဆောင်တာရှိနေတယ်လို့စစ်တွေဒေသခံတွေနဲ့ဆက်ဆောင်ရေးဆရာနေသိရပါဗါးကေခိုင်သတင်းပေးပို့ထားတာပါရှင် ခိုင်ပြည်နယ်မြို့တော်စစ်တွဲမြို့နယ်မှာစစ်ကော်မရှင်လက်အောက်ခံရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းအပါအဝင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာစစ်တွဲကဒေသခံတွေအပါအဝင်စစ်ဘေးရှောက်တဲ့နဲ့မွတ်စလင်လူမျိုးတွေကိုဖိအားပေးခေါ်ဆောင်ပြီးရွေးကောက်ပွဲအတွက်မင်းထင်းနှင်းစနစ်တွေကိုတင် जा ပေးနေတယ်လို့သိရပါတယ်။ PKS တင်မာလာ16ရက်နေ့ကစပြီး19ရက်နေ့အထိစစ်တွဲမျိုးခိုင်တစဉ်ခံမမှာရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံကဥစည်းကျင်းပပြီးတော့မြန်မာအီလက်ထရောနစ်မေးပေးဆက် MEP CM နဲ့ပတ်သက်ပြီးဒေသခံတွေအပါအဝင်လူပေါင်း100လောက်ကိုတင်းနယ်ပို့ချပေးနေတာတွေအပြင်လက်တွေ့သရုပ်ပြမေးပင်းဤတွေကိုပါပို့ချပေးနေတာပါဒါပေမဲ့လည်းစစ်တွေမြို့မှာရှိတဲ့ရက်ကျဲအုပ်ချုပ်ရေးမှုတွေကရက်ွက်အလိုက်ဒေသခံတွေအပြင်စစ်ဘေးရှောင်တွေကိုလည်းစခန်းတစ်ခုစီကနေစစ်ရှင်းနဲ့ပြေးပြီးတဲ့စစ်ဘေးရှောင်90လောက်မဖြစ်မနေတော့ရမယ်ဆိုပြီးဖိအားပေးပြောဆိုနေတာတွေရှိနေလို့စစ်တွေကဒေသခံတွေနဲ့စစ်ရှောင်တွေကပြောပါတယ်စစ်ကော်မရှင်ရဲ့မေးပင်းစနစ်တင်တဲ့တော့ရောက်တဲ့စစ်ဘေးရှောင်တွေကိုစစ်တွေမြို့ ုံအချက်ကျဲဥက္ကဋ္ဌကရွှေဝါဆက်ပြ၂000စီပေးတယ်လို့တင်းတန်းတော်တက်ရောက်ခဲ့တဲ့စစ်ပေးဆောင်တယောက်ကပြောပါတယ်ဘာဘာကြီးလုပ်ကြရအောင်မိထိုင်ဖို့ဆိုလိုက်တော့သူကားပါရဲ့အင်းမပြောစီပါတီဆိုင်သူတို့ကဟောပြောပွဲတွေလုပ်တယ်မဲထဲမဲ့စနစ်ကိုပြတယ်ငါပြောသီးပါတီစပစ်သီးပါတီခရမ်းသီးပါတီစက်သွန်နီပါတီအဲ့လိုပါတီတွေအမျိုးမျိုးပါပဲခလုတ်ကိုနှိပ်လိုက်တာနဲ့ပါတီနာမည်တွေကတမ်းပြီးထွက်လာတယ်သူတို့ကကြိုက်တဲ့ပါတီကိုရွေးချယ်ပြီးနှိပ်ခိုင်းပါတယ် နှိပ်လိုက်တာနဲ့နောက်ဆက်တစ်ခုမှရွေးချယ်ထားတဲ့ပါတီရဲ့နာမည်စလစ်လေးကထွက်လာပါတယ်အဲ့ဒါပြီးရင်ပြန်သွားလို့ရပါပြီသူတို့ထည့်ခိုင်းတဲ့ပါတီတွေကဘယ်ကိုကိုစားပြုမှန်းလဲကျွန်တော်တို့မသိပါဘူးသွားတဲ့သူတိုင်းကိုရက်ကြီးဥက္ကဋ္ဌကတယောက်စီတိုင်းကိုစက်ပြနှစ်ချောင်းကြစီပေးပါတယ်တချို့ရက်ွက်တွေမှာကြတော့သွားမဲ့သူတွေကိုလက်ဖက်ရည်နဲ့မုတ်ကြွေးပါတယ်ကျွန်တော်တို့ကသွားလဲမသွားချင်ဘူးအားလဲအားမပေးချင်ပါဘူးသူတို့လှောင်ထားတဲ့ချက်တွေကိုသူတို့ကစွဲခွန်ရင်လိုက်ကိုလိုက်ရမယ်ဆိုတဲ့သဘောဖြစ်နေလို့ပါသက်ဆိုင်ရာရက်ွက်ဥချုပ်ရည်မှုကဖီအားပေးပြီးခေါ်တဲ့အစံရွေးကောက်ပွဲမှာ သူကိုယ်တိုင်ရွှေဝါဆက်ပြားနှစ်တောက်ကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ရွေးကောက်ပွဲနီးစနစ်မေပေးပုံမေပေးနည်းတွေကိုသူရှင်းရှင်းလင်းလင်းသိခဲ့ပါရဲ့လား။ကျွန်တော်တို့ကိုတင်နန်းပေးတာလားဒါမှမဟုတ်ကြိုတင်ပဲဖြစ်သွားမှာလားတော့ကျွန်တော်တို့မသိပါဘူး။ဒါအပြင်စစ်တွေးမြို့မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုလည်းရွေးကောက်ပွဲမှာမဲယုံစောင့်ဖို့အတွက်ပြောဆိုထားရလေရှိနေတယ်လို့ဆိုပါတယ် အရှိမစစ်တွင်းမျိုးကဥတ္တမပန်းချံခိုင်တစဉ်ပန်းချံတွေအပါအဝင်စစ်ကောင်မရှင်လက်အောက်ခံအစိုးရရုံးရှိတွေမှာရွေးကောက်ပွင့်တဲ့ဆိုင်တွေအသိပညာပေးဆိုင်မော်တွေထောင်ထားတယ်လို့သိရပါတယ်။စစ်ရေးပဋိပက္ခတွေကြောင့်ပြည်သူတွေဗပောင်းဆောင်ကဒုက္ခရောက်နေတဲ့အချိန်မှာစစ်တပ်ကနိုင်ငံရေးထွက်ပေါက်ရဖို့အတွက်ပဲဦးတည်ထားပြီးတော့အထူးအယောင်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကျင်းပနေတာပါလို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ရဲ့အထွေထွေအတွင်ရင်မှုဦးမျိုးကျော်ကပြောပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ဘယ်ဖွဲ့စည်းပုံမှာပဲဖြစ်ဖြစ်ပြည်သူတဦးရဲ့အခွင့်အရေးဆိုတာရှိတယ်။မဲပေးခြင်းမပေးခြင်းဟာပြည်သူတဦးရှင်းစီနဲ့ဆိုင်ပါတယ်။အဲဒီဟာကိုနေပြီးတော့အကျန်းဖက်တလို့နဲ့မင်းလာကိုလာမယ်မဲပေးကိုပေးရမယ်ဆိုတဲ့ဟာမျိုးအားတော့ အကျံဖဲမှုတက်တက်တာဖြစ်တယ်ပြည်သူတွေတိုင်းမှာလွတ်လပ်စွာရွေးချယ်ခွင့်ရှိရဲမဲပေးလို့ကလည်းပေးနိုင်တယ်ပေးတဲ့အခါလည်းသူတို့ကြိုက်တဲ့ပါတီကိုကြိုက်တဲ့သူတို့သတ်မှတ်ထားတဲ့လူကိုပေးနိုင်တယ်မပေးချင်လို့ညှင်းမယ်ဆိုလည်းညှင်းပိုင်ခွင့်ရှိတယ်တိုးတော်လည်းအခုလုထားတဲ့သူတို့ရွေးကောက်ပွဲမှာအဲလိုညှင်းပယ်ခွင့်မရှိတခုခုကိုရွေးကိုရွေးရမယ်ဆိုတဲ့စနစ်မျိုးဖြစ်တဲ့အတွက်မှာဒီစနစ်ကိုယ်တိုင်ကိုက ပြည်သူတွေရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့မဲပေးပိုင်ခွင့်ဆိုတဲ့ဟာနဲ့ကိုကဲကွာနေရယ်လွဲတော်နေရယ်ဆိုတဲ့ဟာလည်းကျွန်တော်ပြောရှင်းပါတယ် စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG အရခတ .AA ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင်တော်လရင်အင်အားစုတွေကပြင်းပြင်းထန်ထန်ဆက်ကျင်ကက်ကွက်ထားကြပြီးတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ဆိုထားပါတယ်။လာမယ့်2025ခုနှစ်ဒဇင်မာလာ28ရက်နေ့မှာစစ်ကော်မရှင်ကရွေးကောက်ပွဲပထမပိုင်းကိုစတင်ပြုလုပ်သွားမှာဖြစ်ပြီးလက်ရှိရခိုင်မှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ9ခုအထိရှိနေပြီးတော့ ဲ့ဒီထဲမှာဒေါက်တာအင်းမဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ AFP ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP ခမင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမြို့တိုင်းရင်းသားပါတီနဲ့မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ MLDP တို့ဝင်ရောက်ရှင်ပြိုင်ခွင့်ရထားပါတယ်ကျွန်မကေခိုင်ပါရန်ကုန်တိုင်းလှေကူးမြို့နယ်အုံနယ်ကုန်းရက်ွက်အုတ်ချုပ်ရေးမူယုံစက်တင်ဘာလ25ရက်နေ့ည9:00နာရီမှာ မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရပြီးအုတ်ချုပ်ရဲ့အဖွဲ့ဝင်၄ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိရလို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဆီကနေသိရပါဗျ။စစ်တပ်ကပြုလုပ်မဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိစ္စတွေပြုလုပ်နေပြီးလူငယ်တွေကိုမတရားဖမ်းဆီးပေါ်တာဆွဲကစစ်မှုရန်တသားတဲ့လိုအပ်တဲ့နေရာတွေကိုလည်းရောင်းစားနေတဲ့အတွက်မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီဖောက်ခွဲမှုကြောင့်ပြူစောတီ၄ရောက်ထက်မနည်းဒဏ်ရာရသွားတယ်လို့ရန်ကုန်အာမေမြို့ပြပျောက်ကြားတော်လှန်ရေးအဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရတယ်။ မိုင်းနှလုံးနဲ့မိုင်းခွဲတိုက်ခိုက်ခဲ့တာပြစ်မှတ်ကိုထိပြီးအောင်မြင်စွာလုပ်နိုင်ခဲ့တယ်။ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူနာတင်ကားတွေရဲ့အဆိုပါအုပ်ချုပ်ရေးမှုရုံးရှိမှရှုပ်ရှက်ခဲ့ပြီးထိခိုက်သူတွေကိုလာရောက်တဲဆောင်သွားတာတွေရှိရလို့ဆိုပါရစေ။ရန်ကုန်အာမေမျိုးပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့အနေနဲ့စစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲတွေကိုမပါဝင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေသူတို့လက်အောက်ခံအဖွဲ့တွေနဲ့ကင်းကင်းရှင်းရှင်းနေကြဖို့ကိုတတိပေးထားပြီးပါဝင်ပသက်သူတွေကိုထိထိရောက်ရောက်အရေးယူဆောင်ရွက်တော့မှာဖြစ်တယ်လို့ဝါရီမျိုးပြပျောက်ကြားတပ်တော်လည်းတပ်ဖွဲ့စီကနေသိရပါတယ်ရှင်ကျုံတို့ကော့ဂရိတ်လမ်းပိုင်းအနီးနာကကြေးရွာတွေကိုစစ်တပ်က DKPA ဘိုပီအဖွဲ့ရဲ့အကူအညီနဲ့နယ်မြေအပြည့်အဝစုံမနိုင်ဖို့စ조사နေရတဲ့ကြောင့် KNL ပူးပေါင်းစစ်ကြောင်းတွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အောင်ခန့်တဲ့ရင်ပြပို့ထားတာပါရှင်။ ကင်းပြီနေဂျုံလုံးကုတ်ရဲလမ်းမိုင်းကြီးကကြေးရွာလေးကိုဂျုံလုံးခမ၅၄ကန်၅၄၆ကန်နေလက်နဲ့ကြည့်ပြစ်ကိုရယူပြီးစစ်ကောင်မရှင်တက်ကစင်ရ၄၄၄မနဲ့စကြောင်းထုံးနေပါတယ်လက်ရှိမှာလည်းစစ်ကောင်မရှင်တက်ကတိုးတက်သောဗုဒ္ဓဘာသာကင်းမြတ်တက်မတော် DKB ဘုပ္ပီဖွဲ့ရဲ့အကူအညီနဲ့နေမင်းပြေဝဆိုးမှုနိုင်ကိုစူးစမ်းနေတာကြောင့်ကျန်လလင်ဦးဆောင်တဲ့ကုကောင်တက်တွေနဲ့တိုက်ပွဲတွေပြွားနေပါတယ် 买点马的皮子了，我不没要两物。后来叫他们对付了，伢就留着表啥子，反正就是都爸爸衣服。没有底下那个，嗯嗯，来的话就是蓝布料。嗯，要的话再话是蓝布料加蓝青的真的。又该表啥？棉的表啥？人家都让老李那个表啥？他那里那个皮料，我原本的有的，我没想到还没见。啊，小年的我，啊，你这干的，他叫他垫的棉的有垫吗？ အဲတိထားပေါ်ဝိပါဒညာကိုလို့ကိုဟုတ်ပြီများယူလို့ပြီးခဲ့တဲ့စတင်ဝါလ6ရက်နေ့ကစစ်ကော်မရှင်ကတိုးတက်သောဗုဒ္ဓဘာသာကင်းဗုဒ္ဓတက်မလို့ DKB ပုံပြီးဖွဲ့နေရာတော့တဲ့ BJ ကကိုင်းနေကင်းပြီးနေကော်ရီမျိုးဒီအာရှလန်နဲ့တင်ငန်းညီတော်ကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒါကြောင့်ပြည်သူလူထုကိုနီလန်မုံစုံနဲ့ဖိနှိပ်ချုပ်ချယ်ကန့်တန့်နှိပ်စက်နေတဲ့စစ်ကော်မရှင်ရဲ့အပေါင်းတွေတစ်ချိန်ကြာရင်အာဏာရှင်တွေသွားမယ်လမ်းကို သွားရမယ်လို့ကင်းစီလေးလာသူတွေကပြောပါတယ်အဲဒီတင်ကတော့ပူပြီးဥဆောင်ပြီးတော့စိတ်ကောင်းစီရတူးချက်တာကတော့အဲဒီတင်ကတော့အမှန်ပဲအခုလက်ရှိဒီစကားမနဲ့ပေါင်းနေတဲ့တော့ပူပြီးဖို့လည်းပဲဟိုအမြင်မရရှိနေတယ်ဟိုကီယန်တမျိုးသားလုံးအတွက်တော်လန်နေတဲ့နော်ကီယန်ယူဖွဲ့စည်းနဲ့မိခင်ဖွဲ့စည်းနဲ့ပြန်လည်ပူပေါင်းဖို့ပြောချင်တယ်အဲလိုမျိုးပြည်သူလူထုကိုမိမျိုးစုံနီးလန်းပေါင်းစုံနဲ့ ပြီးနေချုပ်ချက်ကသနေဆက်နေတဲ့စကားမနဲ့ပေါင်းနေတယ်ဆိုရင်တော့သူလည်းပဲတစ်ချိန်ကြလို့ရှိရင်အာနာရှင်တွေသွားတဲ့လမ်းကိုသူသွားမှာပဲဖြစ်တယ်ပေါ့နော်ပြည်သူလူထုတွေရန်နေတာလည်းအဲ့ဒါကိုသူပြန်ကြည့်ဖို့လည်းလိုတယ်ပေါ့နော်စတီဝါနာ23ရက်နေ့မိုးလဲပိုင်းကဂျုံတို့မျိုးဂျုံပိုင်းကြီးရအောင်စုကော်ဒီဆိုင်ကြီးရနဲ့ကော်ဝါဘူးကြီးရကိုဂျုံတို့ငါးလင်းငါးတက်ကနေလက်လက်ကြီးပြခတ်ခဲ့တာကြောင့်ကော်ဒီဆိုင်ကြီးရကဒေသခံ၂ယောက်နဲ့ ကော်အုပ်ကြီးရကဒေသခံ၅ယောက်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဒါအပြင်ကော်ရီစင်ကြီးရဘုံကြီးကျောင်းမှာထိခိုက်ပျက်စီးခဲ့ပါတယ်။စစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးတာလက်နက်ကြီးပစ်ခတ်တာလေကြောင်းရံကိုစိုးရိမ်ပြီးအင်ဂျီအုံးနေပင်ချောင်းပြာကော့ပါလဲစတဲ့ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်ရပါတယ်။ကျွန်တော်အောင်ခံပါ။ယခုကြွာကို စကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ဒီကူကျူအာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ တတင်းသားဤတိုင်းဒဝဲမျိုးယထာဘုဒ္ဓပฏิပတ်တိသာသနာရိပ်တာမှာထီးဖြူဆောင်ကပလင်မမတရားပြခဲ့တဲ့ဥယေချင်းကိုစက်တင်ဘာလ25ရက်နေ့ညနေ4နာရီကမြို့နယ်တန်ခါးနာရီကအဖွဲနဲ့ရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ခန့်ဒီစီကနေသိရပါဗျာ။ စက်တင်ဘာလ16ရက်နေ့ကအတိတ်တန်အောင်မြင် Facebook အကောင့်ကယထာဘုဒ္ဓပတိပတိသာသနာရိပ်တာမှာဥယျာချင်းကိုတပည့်တွေကထီးဖြူဆောင်းကကြိုးဆိုခဲ့ကြပြီးဥယျာချင်းကပလင်ပေါ်တက်ခါတရားပြခဲ့တဲ့ဓပုံတွေကိုဖြန့်ဝေပြီးတဲ့နောက်မှာတော့ဖန်စီခံရတာပဲဖြစ်ပါတယ်ဖန်စီခင်ရတဲ့သူဟာတရားပြကောင်းတယ်လို့ကြော်ကြပြီးသူ့ကိုကိုးကွယ်ကြတဲ့သူတွေထဲမှာအရာရှိကြော်တွေလည်းပါတယ်လို့ဒီသားခံတယောက်က DVB ကိုပြောပါရတယ်။ သာသနာရေးနဲ့နှိစက်သူတို့ကတော့ဖန်ဆီးခံရတဲ့သူဟာတရားပြသလိုဘုံကြီးစွန်ကတ်တာကထိန်ခင်းတာတွေပါလုပ်တဲ့သူဖြစ်ပြီးမြို့နယ်တန်ခါမဟာနိုင်ကအဖွဲ့ကလည်းအဲ့ဒါတွေကိုတည်တယ်လို့ပြောပါရတယ်။လက်တလုံးမှာတော့ဥယျာဉ်ချင်းကိုတဝဲမြို့မရေစခန်းကပမြင်းဆောင်အမှတ်49 2025ပုံမှန်295ကကြီးနဲ့အမှုဖွင့်ထားတယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမျက်စိကနေသိရပါရတယ်။ ီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ကလည်းမူးတုံမျိုးနဲ့နှီးပရောရွာတက်မှာထီးပြူဆောင်ကပလင်ပေါ်တက်ပြီးတရားပြခဲ့တဲ့ပိရကတ်သုံးပုံမေတော်ကြီးဆန္နာဒေဝီကိုစစ်ကောင်စီလက်အောက်ခံရဲတွေနဲ့မြို့နယ်တန်ခါးနာရဲကအဖွဲ့တွေကဖမ်းဆီးပြီးပုံမှန်295ကကြီနဲ့အမှုဖွင့်ထားပါတယ်ရှင်။ အရာရီတိုင်းဖြာပုံမြို့နယ်အတွင်းအားပင်လယ်ပြင်မှာငါဖမ်းနေတဲ့ပင်လယ်ကြားပေါင်အစည်းရေ400ဝန်းကျင်ဟာတိုင်ဖုန်းမုန်တိုင်းအရှင်ကြောင့်ပျက်စီးပြီးပင်လယ်ပြင်ထဲမှာမျောပါသွားတယ်လို့ကြားပေါင်လုပ်ငန်းရှင်တွေစီကနေသိရပါဗျ။တရုတ်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းရာဂါဆာအရှင်ကြောင့်အရေးပေါ်ကမ်းပြန်ကပ်ဖို့အတွက်အချိန်မမီခဲ့ပဲကြားပေါင်အစည်းရေ200ကျော်ဟာလုံးဝပျက်စီးသွားပြီးနောက်ထပ်အစည်းရေ200ကျော်လည်းမျောပါသွားတယ်လို့ဖြာပုံမြို့နယ်ကကြားပေါင်လုပ်ငန်းရှင်တယောက်ကပြောပါဗျ။ လက်တလောဆင်းရအလုံးပေါင်းအစည်းအဝေး400ကျော်လောက်ဆုံရှုံပြီးဒီထက်လည်းပိုများနိုင်တယ်လို့ပြောပါရယ်။ဒါ့အပြင်ကုန်ကြစည်တွေများတဲ့နှစ်မှာအခုလိုဖြစ်တာကြောင့်အခက်တွေ့တယ်လို့လည်းပြောပါရယ်။ရေထဲမျောပါပျက်စီးခဲ့တဲ့ပင်လယ်ကြားပေါင်တစ်ခုရဲ့ကုန်ကြစည်ဟာငွေကျပ်သိန်း250ဝန်းကျင်တည်ရှိရလို့သိရပါရယ်။ကြားဖောင်လှုပ်သားတယောက်ကတော့သူတိတိမြကြားဖောင်လှုပ်သားတွေကအသက်ရှင်ဖို့အတွက်အရေးပေါ်မော်တာတွေကိုသုံးပြီးကန်းကိုပြန်ကတ်နိုင်ခဲ့တာကြောင့်တိတ်ဆုံးသူမရှိဘူးလို့ပြောပါရယ် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ DV ကတရားအတည်ပြုနိုင်သေးပါဘူး။ဖျာပုံမြို့နယ်ရဲ့ ARR ငါးဖမ်း area အတွင်းမှာပင်လယ်ကြားပေါင်အစီးရေ8000လောက်ရှိတယ်လို့သိရပါပါတယ်ရှင်။စကိုင်းတိုင်းကျွန်းလာမြို့နယ်တပန်းစိတ်ဆဲအတွင်းမှာတရားမဝင်လောက်ကိုင်းမဲ့ရွှေဖောင်းနေကြောင့်စိုက်ပြိုးမြေဧကပေါင်းတောင်းနဲ့ချီပြီးတော့ပျက်စီးဆုံးရှုံးနိုင်လို့ဒေသခံတောင်သူလယ်သမားတွေကကန့်ကွက်နေကြပါတယ်ခုံစုံသတင်းပေးပို့ထားတာပါရှင် ခိုင်တိုင်းကံမလူခရိုင်ကျွန်းလာမြို့နယ်တွင်ကတဖန်းစိတ်ဆေမှာဒီလပိုင်းကဆလို့တရားမဝင်ရွှေဖောင်တွေလောက်ကင်လာတာပါအဲ့ဒီရွှေဖောင်တွေကြောင့်ကြေးရွာပေါင်း900ကပြည်သူတွေຫນွေကြပါຫນွေပြောင်းနဲ့ຫນွေတီးနံနေအပြင်ຢာဒီလိုက်ဆိုင်ပြုံးမဲ့ညီအေကပေါင်းတောင်းတဲ့ချီပျက်စီးနိုင်ပြီးတဘာဝဝင်းကျင်တွေလည်းထိခိုက်နိုင်လို့ဒေသခံတောင်သူတွေကကန့်ကွက်နေကြတာဖြစ်ပါတယ် တဖန်သိဆဲအနောက်ဖက်ချမ်းမှာပြည်ကိုအုပ်စုတွေမှာရွှေဖောက်တွေကိုတရားမဝင်ချတာပြီးတဲ့အတွက်ကျမတို့ကလည်းຫນွေတိနံကိုဝန်တာအတွက်ရေးကြတဲ့အချိန်မှာစိုက်ပြိုးကြတယ်စိုက်ပြိုးကြတော့ဒီနေရာကိုရွှေဖောက်တွေမကြဘူးကျမတို့ပြည်သူတွေရဲ့ကကန့်ွက်တယ်ရွှေဖောက်တွေကြောင့်တရက်ပင်ပြည်ကိုကျွေတယ်အေးချမ်းသာအင်းလာစုံတလင်အင်တိုင်းတာယာကုန်းနဲ့လေစင်းအောင်ကြီးရွာတွေကစိုက်ပြိုးမြေတွေပျက်စီးဆုံးရှုံးကုန်မှာဖြစ်ပါလေ ရွှေဖောင်တွေကြောင့်ပျက်စီးဆုံးရှုံးရမယ်စိုက်ပျိုးမြင်တဲ့တဘာဝဝင်းကျင်တွေထိခိုက်နစ်နာရမယ်ဒေတာကန်ပြည်သူတွေအတွက်ပြန်လည်ကုစားမယ်အစီအစဉ်တွေကတော့တိတိကျကျမသိရသေးဘူးလို့နစ်နာနေလူတွေကဆိုပါတယ်ဒီကြရကျွန်တော်တို့ကကလပ်ပဲတို့နှမ်းတို့ပြောင်းတို့စားသုံးနေရတရားကျွန်တော်ရှေ့ပေါင်းချင်းလိုက်ဘာဘာလို့လို့များတို့ကျင်းနေနေတဲ့ပုံနေပေါ်နေတော့တာအကုန်ပြည့်စည်တော့တာပဲအဲ့နာမှုတွေဘာဘာကုစားမှုလဲဘာဘာလာမပြောဘူးတိုင်မချချင်းနေရတယ် ရွှေဖောင်တွေကြောင့်တဘာဝဝင်းကျင်တဲ့စိုက်ပျိုးမြေတွေပျက်စီးသွားရင်ရွာပေါင်း9ရွာကဒေသခံပြည်သူတွေငတ်မုန်းခေါင်းမတဲ့ဘေးနဲ့ကြုံလာနိုင်ပါလေ။ဒါကြောင့်တပ်ဆိုင်ရာတာဝန်ရှိသူတွေကဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းပေးဖို့နှိမ့်နာမဲ့ပြည်သူလူထုတရက်လုံးကလူလားနေကြပါလေ။ လောက်ကိုစားတော့နေတဲ့နေရာလေးတွေကိုကျင်တာဆိုတော့နောက်လည်းမျောလင်းချက်မရှိတော့ဘူးရှင်ချင်းထမင်းအိုးကြောင့်လည်းဝင်ပြီးတော့ဓာအိုးထမင်းချက်နေတဲ့ဓာအိုးကိုရိုက်ခွဲသလိုဖြစ်လို့ကျွန်တော်တို့ကပြောရတာပါအဲ့လေးကြောင့်မို့ဒါကိုအများရောက်အများဆုံးလာရောက်ပြီးတော့တက်ဆိုင်ရလူကြီးတွေကလာရောက်ဖြစ်ရှင်းစေခြင်းတဲ့သဘောပါတဖန်စိတ်ဆဲမှာရွှေဖောင်တွေလောက်ကန်ရင်စိုက်ပြိုးမိအေကပေါင်းတောင်းတဲ့ချီပြီးပျက်စီးဆုံးရှုံးမှနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့တက်ဆိုင်ရာတာဝန်ရှိသူတွေကဒေတာကန်တွေနဲ့တွေ့ဆုံဆွေးနွေးတာတွေရှိပေမဲ့လက်ရှိချိန်ထိညှိနှိုင်းလို့အဆင်မပြေသေးဘူးလို့သိရပါတယ်။ရွှေဖောင်တွေလောက်တာကို ပြည်သူတွေကကန့်ကွက်နေတာကြောင့်တချို့ကတော့လုပ်ငန်းကျင်နာထားတယ်လို့ဒေတာကန်တွေကဆိုပါတယ်။ကျွန်တော်ခွန်စော်ဦးပါ ဘကိုးတိုင်းဘကိုးမြို့ကောလေးဖျားသုံးစုအကျော်နားမှာစက်တင်ဘာလ24ရက်နေ့ကဆိုင်ကယ်ကယ်ရီတမားကိုဇက်အယိုးကျိုးတဲ့အထိရိုက်နှက်ပြီးဆိုင်ကယ်လူရမှုဖြစ်ပွားခဲ့တယ်လို့ဒေတာခန်နေစီကနေသိရပါဗျ။ဘကိုးမြို့ဇိုင်းငနိုင်း GTB အရှိကနေကောလေးဖျားသုံးစုအကျော် အထိကို ရိုင်းနှက်သူကဆိုင်ကယ်ကယ်ရီငှားရမ်းခဲ့တာကြောင့်ဆိုင်ကယ်ကယ်ရီသမားကလိုက်ပို့ပေးရမှာအရိုင်းနှက်ခံရပြီးဆိုင်ကယ်လူရက်ခံရတာပဲဖြစ်ပါတယ်။လူပြည့်တဲ့နေရာအရောက်မှာကယ်ရီသမားကိုငှားလာတဲ့အမျိုးသားကရုတ်တရက်ဇက်ရိုးကျိုးတဲ့အထိကိုထုရိုက်ပြီးဆိုင်ကယ်လုသွားတယ်လို့ဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါတယ်။လူကိုရိုက်နှက်ပြီးဆိုင်ကယ်ယူဆောင်သွားတဲ့အမျိုးသားကအရက်ရှိရှိပိန်ပိန်နဲ့အသက်30အရွယ်ဖြစ်ပြီးရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ဆိုင်ရဲကယ်ရီတမအမျိုးသားဟာလည်း လမ်းဘေးရေအိမ်ထဲမှာလဲကျနေတာကြောင့်အနည်းပတ်ဝန်းကျင်ကလူတွေကကားသမားတယောက်ရဲ့အကူအညီနဲ့ဗကိုးဆေးရုံကိုပို့ဆောင်ပြီးအဲ့ဒီကနေတဆင့်ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ဆိုပါတယ်။ဆိုင်ကယ်လူရက်တဲ့အမျိုးသားကိုစက်တင်ဘာလ26ရက်နေ့ထိဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်ရှင်။ မလေးရှားနိုင်ငံမှာနိုင်ငံသားတွေအလုံးလုံးကင်နေတဲ့နေရာတွေကိုအော်ပရာစီဝင်ရောက်ဖမ်းဆီးရမှာမြန်မာအပါအဝင်တရားမဝင်နိုင်ငံသား662ယောက်ဖမ်းဆီးခံရပါတယ်။တိတိသတင်းပေးပို့ထားတာပါရှင်။မလေးရှားနိုင်ငံဆလန်ကောပြည်နယ်မှာမလေးရှားလူဝင်မှုကြီးကြပ်ရေးနဲ့ဌာနပေါင်းစုံပါဝင်တဲ့စစ်ဆေးရေးအဖွဲ့ကအော်ပရာစီဝင်ရောက်ဖမ်းဆီးခဲ့ရာတရားမဝင်နိုင်ငံသားအယောက်900နီးပါးဖမ်းဆီးမိခဲ့တယ်လို့မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနကစက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ စတိဘလာ24ရက်နေ့ည9:00နာရီကနေ12:00နာရီဝန်းကျင်အထိဆလံကောပြည်နယ်ကလံမြို့ကနိုင်ငံသားတွေအလုပ်လုပ်ကိုင်းတဲ့ပူလောက်အင်တာမှာဝင်ရောက်ဖမ်းဆီးခဲ့ရာလူပေါင်း1132ယောက်ကိုစစ်ဆေးပြီးအသက်16နှစ်ကနေ80နှစ်ကြားအမျိုးသား643ယောက်နဲ့မြို့သမီး19ယောက်ကိုဖမ်းဆီးနိုင်ခဲ့တာပါဖမ်းဆီးခံရတဲ့တရားမဝင်နိုင်ငံသားတွေထဲမှာမြန်မာနိုင်ငံသား36ယောက်ပါဝင်ပါတယ် လောက်အင်ဒါမှာ immigration နဲ့ဌာနပေါင်းဆောင်ဝင်ပြီးမနေ့ကညနေ9နိုင်ခွဲကနေမနေ့12နိုင်အထိဝင်ဖမ်းပြီးမှပထမကြော်နိုင်ငံချသားတွေကိုစစ်ဆေးတဲ့အမှမြန်မာနိုင်ငံသား36ယောက်အပါအဝင်662ယောက်ကိုမနေ့ကဖမ်းဆီးတယ် ဖန်ဆီခံရတဲ့တရားမဝင်နိုင်ငံခြားသားတွေကိုစလန်ကောပြည်နယ်ရှာအလာအင်မီဂရေးရှင်းကိုခေါ်သွားတယ်ခေါ်သွားပြီးတော့အမှဘာအထောက်ထားတွေရှိလဲဆိုတဲ့ဟာပေါ့စစ်စစ်လဲစစ်စစ်ပြီးတာနဲ့သူတို့ကိုတရားမဝင်နေထိုင်မှုရယ်ပြီးတော့တချို့တွေက overstay အမှုအမှုတွေနဲ့စစ်စေးမယ်လက်ရှိမှာဖန်ဆီခံရသူတွေကိုစလန်ကောပြည်နယ်စမုံညင်းလူဝင်မှုကြီးကြပ်ရေးကံမှာထားရှိထားတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်မလေးရှားနိုင်ငံမှာနိုင်ငံသားတွေအလုပ်လုပ်ကြတဲ့စားတောက်ဆိုင်ဆက်ယုံ စားတဲ့နေရာတွေမှာနေတိုင်းနေပါဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးမှုတွေရှိနေတယ်လို့မလေးရှားရောက်မြန်မာတွေကပြောကြပါတယ်။ဒီလိုအခြေအနေတွေကြောင့်မလေးရှားမှာတရားမဝင်နေထိုင်သူတွေအနေနဲ့အလုလုကရမှာရောနေအိမ်မှာနေထိုင်ရတဲ့အထိပါစိုးရိမ်နေရတယ်လို့မလေးရှားရောက်မြန်မာတယောက်ကပြောပါတယ်။ဖမ်းဆီးမှုတွေကနေထိုင်ရလို့ရှိရဲနာရှားသားတဲ့နေရာပြီးလို့ရှိရင်ဆဲယုံတို့သာသောဆန်တို့မှာသူတို့ကစစ်စစ်မှုတွေအများကြီးရှိတယ် တချို့တွေဆိုလို့ရှိရင် complaint ကြောင့်ဒီစစ်စစ်တာလည်းရှိတယ်အဲစစ်စစ်တဲ့အချိန်မှာဒီဟာထောက်တာမရှိတဲ့လူတွေကဖန်စီခံရတာပဲလေအဲ့လိုဖန်စီမှုတွေများလာတဲ့အခါကျတော့ကိုယ်မှာထားတာရှိရှိဘာမှမဖြစ်ပေမဲ့ထောက်တာပြည့်စုံမရှိတဲ့နန်းစားသားတွေဆိုလို့ရှိရတော့စိုးရပါတော့ဒီမှာနေရာလောက်ထက်မှာပြည့်သူတို့ကမိတဲ့စိုးရင်မှုတွေနဲ့ချုပ်ချက်နေရတာပေါ့နော်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့စစ်မှုထမ်းဥပဒေကြောင့်မလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသား3,000ကျော်ရှိရလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ရဲ့စာရင်းတွေရသိရပါတယ်။ကျမတီရီပါ။ က်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။အနောက်ဘက်ကမ်းဒေသကိုအစ္စရေးပိုင်တဲ့အဖြစ်သုတ်သွင်းသိမ်းပိုက်မှာကိုခွင့်ပြုသွားမှာမဟုတ်ဘူးလို့ American သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘေဂျမင်နေတန်ယာဟုကုလသမဂ္ဂအထွေထွေညီလာခံမှာမိန်ကုံးမပြောခင်ထရမ့်ကသတင်းတောက်တွေကိုခုလိုပြောကြားခဲ့တာပါ နေတန်ယာဟူးနဲ့လာမက်တင်းလာနေမှာတွေ့ဖို့အစီအစဉ်ထားတဲ့ Trump ကဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့လေတော်တော်ကြီးနှိမ့်ဆက်နေပြီလို့ဆိုပါတယ်။အနောက်နိုင်ငံအများအပြားပါလက်စတိုင်းကိုလွတ်လပ်တဲ့နိုင်ငံအဖြစ်နဲ့အတိမတ်ပြုလာချိန်မှာအစ္စရေးကစစ်ပွဲအဆုံးသတ်ဖို့နိုင်ငံတကာရဲ့ဖိအားပေးမှုကိုခံနေရပါတယ်။ဒါပေမဲ့နေတန်ယာဟူးအစိုးရတဲကလက်ရဆွန်ဝန်ကြီးတွေကတော့အနောက်ဘက်ကန်ကိုအစ္စရေးပိုင်တဲ့အဖြစ်နဲ့တွတ်သွင်းဖို့ဖိအားပေးနေပါတယ်။ဒီလိုလောက်ရက်ကိုပြည်တိန်ဂျာမနီတို့ကတတိပေးထားသလိုကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူဒါရက်စ်ကလည်းကျင်းဝတ်ဥပဒေနိုင်ငံရေးအရလုံးဝလက်ခံနိုင်စရာမရှိဘူးလို့ပြောဆိုထားပါတယ်ရှင်။ဖြိုချခံခဲ့ရတဲ့တောင်ကိုရီးယားသမ္မတယွန်ဆုယိုရဲ့ပထမဆုံးတရားဝင်ရုံးတင်စစ်ဆေးမှုကိုစက်တင်ဘာလ26ရက်နေ့ကြာသပတေးနေ့မှာစတင်ခဲ့ပြီးအထူးအဆိုရရှိနေတဲ့ယောက်ကအရင်နှစ်ဆေးအုပ်ချုပ်ရေးအကြက်အတဲနဲ့ဆက်နွယ်ပြီးအာနာအလွဲသုံးစားလုပ်မှုနဲ့ တာဝန်ဝတ္တရားတွေကိုနှောက်ယှက်ခြင်းနေနဲ့နောက်ထပ်ဆွဲချက်တင်ထားရပဲဖြစ်ပါတယ်။စိုးဘိုဟိုခရိုင်တရားရုံးကမနက်09:15မိနစ်မှာသမရဟောင်းယွန်းဆွဲချက်တင်ခံထားရတဲ့အမှုတစ်ကိုခေါ်ယူကြားနာခဲ့ပါတယ်။ယွန်းစုယိုကဖန်ဝရန်ထုတ်ခြင်းကိုစွတ်ဖက်ခဲ့ပြီးအရေးပေါ်စီမင်းကျင်ညာခြင်းအတွင်းမှာအစိုးရအဖွဲ့ဝင်တွေရဲ့အခွင့်အရေးတွေကိုချိုးဖောက်ခဲ့တယ်လို့စွပ်စွဲခံထားရတာပါ။မီကိုရောင်စပင်ခတ်တူတူနဲ့ အသက်64နှစ်အရွယ်ရှိတဲ့ရုံစုယိုးဟာလေစည်းမပါတဲ့ရေတက်ဝတ်စုံကိုဝတ်ဆင်ထားပြီးသူ့ရဲ့အကျဉ်းသားနံပါတ်3610လို့အမှတ်သားပြုထားပါတယ်။သမရဟောင်းယုံဟာကျမ်းမာရေးဆိုင်ရာအကြောင်းပြချက်နဲ့ပုံကံမှုဆိုင်ရာတရားစွဲဆိုမှု7ခုဇက်တိုက်ပြက်ကွက်ခဲ့ပြီးတော့နောက်ထပ်ရက်ပေါင်း85ရက်အတွင်းမှာပထမဦးဆုံးလူရှိထွက်ပေါ်လာခြင်းလည်းဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ပြပေးပါမယ်ရှင်။လီဗာပူးအသင်းနဲ့ပထမဦးဆုံးနှစ်ကအလွန်ခက်ခဲခဲ့ကြောင်းအီတလီတောင်ပံတိုက်စစ်ကစားသမားဖက်ဒရီကိုကီရီဇာကပြောသွားပါတယ်။ကီရီဇာလီဗာပူးစီကိုမပြောင်းရွှေ့ခင်ကဂျူပင်တက်မှာတရားသည့်အတွင်း38ပွဲအထိကစားပြီး10ဂိုးသွင်းခဲ့ပေမဲ့မနစ်ကလီဗာပူးအတွက်ပြိုင်ပွဲစုံ14ပွဲသာကစားခဲ့ရပြီး2ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ အခုနဲ့ရာသီမှာတော့ရာသီအစမှာပဲပြိုင်ပွဲဆောင်၅ပွဲကစားပြီးတကိုးသွင်းတကိုးဖန်တီးမှုပြုလုပ်ထားပြီးပွဲကစားချိန်ပုံမှုရရှိလာပါတယ်။မနစ်ကခက်ခဲတဲ့ဘောလုံးရာသီဖြစ်ခဲ့တဲ့ဆိုပေမဲ့မိမိကိုယ်တိုင်လည်းနီးပြအလိုရှိတဲ့အတိုင်းကစားနိုင်မယ်လို့မထင်ခဲ့ကြောင်းနီးပြရဲ့အဆုံးဖြတ်ချက်အပေါ်ကိုနားလည်လက်ခံကြောင်းကိုခီရီဇာကပြောပါရယ်။အခုနဲ့ရာသီမှာတော့မနစ်ကနဲ့ ကွဲပြားခြားနားမှုတွေရှိပြီးရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ကောင်းလာတယ်လို့ခန်းစားမိကြောင်းအဲ့ဒီအတွက်နီးပြကလည်းပွဲကစားချိန်ပို့ပြီးတော့ပြီးခဲ့တာဖြစ်ကြောင်းခီရီစာကပြောသွားပါတယ်ရှင်။ TVV ရုပ်မြင်သံကြားရဲ့ညနေ၄နာရီသတင်းတွေကိုဒါရိုက်ကြည့်ရှုခဲ့ရတာပါ။ည၈နာရီအချိန်မှာလည်းထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးသွားပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီမှာကတော့ဝန်တီပါ။